မင်္ဂလာပါရှင်တင်းနေသားဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလာတရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တင်းနေသားဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနေလာနေကနေတောက်ကြနေအထိပုံမှန်တင်ဆက်သွားပါမယ်ရှင်တင်းနေသားဤတိုင်းတဝဲခရိုင်တရချောင်းမြို့နယ်တောင်ပြောက်တိုင်နယ်မှာစစ်တပ်ကရဲသားတွေရဲ့နေအိမ်83ဆောင်ကိုမိရှို့ဖျက်ဆီးထားတယ်လို့ ကရင်မျိုးသားအစည်းအရုံး KNU ပိတ်တော်ဝယ်ခိုင်ပြည်သူဆက်ဆံရေးနဲ့တရင်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။တောင်ပြောက်တိုင်းနဲ့တောင်ပြောက်ကျေးရွာအုပ်စုအတွင်ကိုမင်းကမနက်9နာရီကျော်မှာစစ်တပ်ရဲ့တရင်သုံးခုပူးပေါင်းထားတဲ့စစ်ကြောင်းကဝင်ရောက်မိရှို့သွားတာလို့ဆိုပါတယ်။မိမရှို့ခင်မှာစစ်တပ်စစ်ကြောင်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တမဟာလေးလက်အောက်ခံတရင်စက်နှစ်နဲ့တောင်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရတားနေအိမ်တွေကိုမိရှုဖျက်ဆီးသွားတာလို့သိရပါဗျ။မန္တလေးတိုင်းပြုံးလွင်မြို့နယ်အုံကျော်ရွာအနီးရှစ်ထက်ရေတကောမှာစက်တင်ဘာလ29ရက်နေ့ကလူ9ဦးတောင်ကျရေနဲ့မျောပသွားပြီးအဲဒီထဲကအမေရိကန်နိုင်ငံသူတဦးနဲ့မြန်မာအမျိုးသမီး2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ29ရက်နေ့မှာပြုံးလွင်မြို့ဇီးပင်ကျေးရွာမှာရှိတဲ့ရှစ်ထက်ရေတကောမှာရုရှားနိုင်ငံသားအပါအဝင်လူ9ဦးရေထဲမျောပသွားပြီး မျိုးသမီးနှုတ်ဦးတည်ဆုံးကနှစ်ဦးပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ပျောက်ဆုံးနေတဲ့မျိုးသမီးနှစ်ဦးနဲ့အမေရိကန်နိုင်ငံသူမျိုးသမီးတဦးရဲ့ရုပ်အလောင်းကိုစက်တင်ဘာလ30ရက်မွန်းလယ်ပိုင်းမှာပြန်လည်တွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီဖြစ်စဉ်မှာအမျိုးသမီးတဦးပျောက်ဆုံးနေစေဖြစ်ပြီးဆက်လက်ရှာဖွေနေတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံးကဆိုပါတယ်။ ပုတ်ပြင်းမြို့နယ်တောင်စုံမဟတ်ကျေးရွာအုပ်စုစကန်းသာကျေးရွာကအမျိုးသမီးတအူးကိုစစ်သားတွေကဖမ်းဆီးသွားပြီးနောက်အချိန်ချင်းအရမပြူကျင့်ခဲ့တယ်လို့သိရပါဗျ။စတင်မာလာ20ရက်နေ့ကဘူဓာရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်သားတွေကစကန်းသာကျေးရွာမှာနေထိုင်တဲ့အမျိုးသမီးနှစ်ဦးကိုလမ်းပြပေးဖို့ဆိုကအကြောင်းပြပြီးဖမ်းဆီးသွားတယ်လို့ဆိုပါရယ်။အဲဒီနောက်အဲဒီတဲကအသက်20ဝန်းကျင်အရွယ်အမျိုးသမီးကိုတော့တညာလုံးအကြိမ်ကြိမ်အာရမပြုကျင့်ခဲ့ပြီးမနေ့ရောက်မှပြန်လွတ်ပေးလိုက်တယ်လို့သိရပါရယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကအွန်လိုင်းငွေလိမ်ကိုင်းကြားဖြင့်လုပ်ငန်းတွေမှာအ धिक တာဝန်ရှိသူတွေဖြစ်တဲ့မြမစစ်တပ်လောက်ကန်ကိုကန်ပြည်သူစစ်အဖွဲ့ဝင်ဟောင်းမိ၆ရှမ်းမိသားစုဝင်တွေအပါအဝင်၁၆ဦးကိုတရုတ်ကတိတ်တန်းချမှတ်လိုက်ပါတယ်။တရုတ်ကကြားဖြင့်နှိမ်နင်းရေးအတွက်ဖန်ဝင်ရန်ထုတ်ထားချိန်မှာအဆုံးစီရင်သွားတဲ့မိ၆ရှမ်းရဲ့သားမိကော်ဖင်နဲ့မိဖြစ်သူမိချင်းချင်းတို့အပါအဝင်၁၆ဦးကိုတရုတ်ကစက်တင်ဘာလ၂၉ရက်မှာတိတ်တန်းအမိန့်ချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံပိုင်သတင်းဌာနတွေကဖော်ပြကြပါတယ်။ မိချောက်ရှန်ဟာမြန်မာစစ်တပ်လောက်ခံပြည်သူစစ်ကောင်းဆောင်ဟောင်းဖြစ်တယ်လို့ကြက်ခံရေးအမှန်ဟောင်းလည်းဖြစ်ပါတယ်။ပလောမျိုးနဲ့တောင်ရကန်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်တွေတိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးက၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNL တပ်မဟာလေးအထူးတပ်ဖွဲ့စီကနေသိရပါဗျာ။စတေမာလာ26ရက်နေ့မနက်ပိုင်းမှာတမိုင်တောင်စခန်းကနေစွန့်ခွာထွက်ပြေးသွားတဲ့စစ်သားတွေတောင်ရကန်းကျေးရွာမှာတက်ဆွဲထားချိန် KNL အထူးတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် တောင်ရန်ကမ်းရွာမှာတပ်ဆွဲထားတဲ့စစ်သားတွေဟာကြေးရွာအတွင်းကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူခြင်းမွေးမြူထားတဲ့တိရစ္ဆာန်တွေကိုလည်းဖမ်းဆီးစားတောင်းနေတယ်လို့လည်းသိရပါတယ်လောင်းလုံမျိုးပေါ်မှာတိုက်ပွဲဖြစ်ပြီးနောက်တအားပေးစက်ယုံကိုကြည်ထိမှန်တာကြောင့်ရက်စင်မီတွေပြတ်တောက်သွားတယ်လို့သိရပါတယ်။အခုလ29ရက်နေ့မနက်6နာရီလောက်မှာလောင်းလုံမျိုးပေါ်ကလောင်းဝကယုံနဲ့လောင်းလုံရဲစခန်းဘက်မှာနှစ်ဖက်ပစ်ခတ်တံတွေထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။တနင်္လာဝင်းကျင်ခန့်အကြားတိုက်ပွဲဖြစ်ပြီးရဲ့နောက် ဒဝဲခွဲယုံမှာပို့လွတ်တဲ့33 kV တအားအဝင် transformer ကိုကြည်ထိမှန်ပောက်ပြီးထွက်သွားတာကြောင့်လောင်းလုံမျိုးလျှက်စစ်တအားပြတ်တောက်သွားကြောင်းဒဝဲခရိုင်လျှက်စစ်တအားဖြန့်ပြူးရေး Petrol and Tran Company ကထုတ်ပြန်ထားပါတယ်။တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။